ားများကာကွယ်တပ်ဖွဲ့ KNDF ရဲ့စေဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က KNDF ရဲဘော်တွေအနေနဲ့ပြည်ရင်းပြည်ပါကပြည်သူတွေရဲ့အထောက်ပံ့တွေကိုအလွဲသုံးစားမလုပ်ဖို့နဲ့တော်လိုင်းကြီးကိုမလုဆားကြဖို့ပြောကြားခဲ့တယ်လို့သိရပါဗျ။ KNDF စေဦးစီးချုပ်ကမနေ့ကမီလန်30ရက်နေ့မှာကြာရောက်တဲ့ KNDF တပ်ဖွဲ့တီထောင်ခြင်း၄နှစ်ပြည့်မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောဆိုခဲ့တာပါ။ရဲဘော်တွေအနေနဲ့နိုင်ငံရေးကိုနားလည်ဖို့လိုအပ်ပေမဲ့ KNDF တပ်ဖွဲ့ဟာလက်နက်ကင်အဖွဲ့အစည်းသာဖြစ်ပြီးနိုင်ငံရေးအဖွဲ့အစည်းမဟုတ်ကြောင်းသိရှိဖို့လိုအပ်တယ်လို့ဆိုပါရယ်။ဒါကြောင့်စစ်မြေပြင်မှာလိုက်နာရမယ့်ကျင့်ဝတ်ဥပဒေစည်းကမ်းလူမှုအရေးကလေးသင်ငယ်အမျိုးသမီးတို့ကိုကာကွယ်ဖို့လိုအပ်ကြောင်းလဲ KNDF စီဝစီချုပ်ကပြောဆိုခဲ့ပါရယ်။ဒါ့အပြင်မူရစေဝါတွေကိုလည်းတိုက်ဖြတ်ဖို့လိုအပ်ပြီးမိမိတို့တာဝန်ကျရာဒေသတွေမှာဘိန်းဆိုင်ပြိုးခြင်းတွေကိုအထူးတားမြစ်ဖို့လိုအပ်ကြောင်းလဲမုံမှုချုပ်အောင်မြတ်က၎င်းရဲ့မိန်ကွန်းမှာထည့်သွင်းပြောဆိုပါရယ်။ တော်လိုင်းလေးနှစ်တာကာလမှာပြည်သူလူထုရဲ့အသက်အိုးအိမ်တွေရဲဘော်လူငယ်တွေရဲ့အသက်သွေးချွေးတွေပျက်စီးဆုံးရှုံးခဲ့ရပြီးအသက်ဆွန့်သွားတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုကြံရှိတဲ့ရဲဘော်တွေကအကူအညီဆောင်ရှောက်ရမယ်လို့နှလုံးသွင်းထားရမှာဖြစ်ကြောင်း KNDF စီဦးစီးချုပ်ကဆိုပါတယ်။ထက်မှန်ပြီးတပ်ဖွဲ့ဝင်တွေအနေနဲ့ယာရုနဲ့တာဝန်ဝတ္တရားတွေကိုခွဲခြားသိမြင်ဖို့လိုအပ်ပြီးမိမိတို့ရဲ့ယုံကြည်ချက်ခံယူချက်ညီမှန်းချက်တွေမပြောက်ပြက်သွားဖို့လိုအပ်တယ်လို့ပြောဆိုပါတယ်။ KNI တွန်လိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDF ဟာ2021ခုနှစ်မေလ30ရက်နေ့ကစတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့၄နှစ်တန်ကာလအတွင်းတရင်35ရင်းနဲ့ဖြူဟာ6ခုထိဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြောက်ရီမြို့ဆောင်တက်ခလာရ2.5တက်ရင်ကိုတော်လိုင်းတက်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အနည်းကမေလ31ရက်ည9:00နာရီအချိန်ခန့်ကစလို့ခလာရ2.5အတွင်းကို တုံလိုင်းတက်တွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ည9နာရီခန့်ကလက်နက်ကြီးတွေနဲ့စပစ်တာည10နာရီထိပြစ်ခတ်နေတော့မယ်လက်နက်ကြီး10လုံးလောက်ထိတရင်နဲ့ကြရတယ်လို့သတင်းရထားတယ်လို့သင်ကန်းညီနောင်နေထိုင်သူက ARD Times ကိုပြောပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းမြန်မာနယ်စပ်ရှိ Black Dose ခန်းသိမ်းတိုက်ပွဲမှာထိုင်းနိုင်ငံတွင်ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်ကိုထိုင်းစစ်တပ်ကမြောက်ရီမျိုးဆောင်တက်ခလာရ205အတွင်းကို မေလ28ရက်နေ့ကပြန်ပို့ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ29ရက်နေ့ကလည်းတေဘောဘူး viewer test scan ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလို့ထိုင်းစစ်တပ်ကအဲ့ဒီတပ်ဖွဲ့ဝင်တွေကိုခလာရ2ခွန်ကအတွင်ပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေခလာရ2ခွန်ကအတွင်စုမိနေတဲ့အတွက်တွန်လင်းတပ်ဖွဲ့တွေကခလာရ2ခွန်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိသေဘောဘူးကို ထိုးစစ်ဆနေပါတယ်။နေဆက်စခန်းတီးတီးကတက်သားတွေထိုင်းဘက်ကိုထွက်ပြေးသွားကြတာ။ထိုင်းတက်က BGF ကနေတဆင့်ပြန်လွှဲပေးတာ။အခုသူတို့နေမီကန်တရင်တွေမှာ ပြန်ရောက်နေပြီလို့စီးရီးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။မနေ့ကမေလ31ရက်ညနေ6:00နာရီချိန်ခန့်ကခလာယာ2ခွန်ကတွင်စုမိနေတဲ့စစ်ကြောင်းမှာတင်ငန်းကြီးနောင်စစ်ပြူဟာဂုံးဘက်ကိုစစ်ကြောင်းထိုးထွက်လာတယ်လို့သိရပါရယ်။ ။စင်ကောင်စီရဲ့အဲ့ဒီစစ်ကြောင်းကိုမြောက်ရီမြို့နယ်ရွှေမြဆန်ဒီကွက်တဲအနောက်ဘက်တုံးတရားနေရာမှာ KNL တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစီကသိရပါတယ်ရှင်။ကချင်ပြည်နယ်ချီဖွေမြို့နယ်မေခါမြစ်မှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်မေလ30ရက်ကနေ31ရက်နေ့ရက်အတွင်းမေခမြေရုတ်တရက်မြင့်လာတာကြောင့်စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံယာနဲ့ချီ ရွှေ့ပြောင်းနေထိုင်ရတယ်လို့ဒေတာကန်တွေစီကသိရပါဗျ။ ARR မြစ်အထက်ပိုင်းရှိမေခမြစ်မလီခမြစ်တို့မှာမြင့်ရင်မြင့်တက်နေပြီးလက်ရှိ ARR မြစ်ရေဟာမြေကြီးနားမြို့မှာ1083စင်တီမီတာအထိရောက်ရှိနေပြီးလာမယ့်24နာရီတွင်281စင်တီမီတာတိုးနိုင်တာကြောင့်ဆိုရင်ရေမထက်ကျော်လွန်မယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလားကဒီနေ့ဇွန်လတရနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။ မေလ30ရက်နေ့ကစပြီးတော့မေခမြည့်ရေတက်လာတာနည်းနည်းပဲတက်လာတာကနေ31ရက်နေ့မှပိုမြန်မြန်လာတယ်ပိုဆိုးလာတယ်အခုရေလွှမ်းတဲ့နေရာကဒေသခံတွေပြောင်းရွှေ့နေကြတယ်မနစ်ကထက်ဒီနေ့ရေတက်တာမြန်နေဘာမှတင်းလိုက်ချိန်မရဘူးလို့ချီဖွေမြို့ဒေသခံအမျိုးသားတူက ARD Times ကိုပြောပါတယ်ချီဖွေမြို့နယ်ရှိရေလွှမ်းမိုးရနေရာမှာစစ်ဘေးရှောင်တွေနဲ့ရာနဲ့ချီတဲ့အိမ်အောင်စုတွေနေထိုင်ပြီးရေတက်မြန်လာကြောင်းပစ္စည်းသိမ်းချိန်အောင်မရဘဲ ပစ္စည်းတွေမျိုးပါသွားတာကြောင့်အဝေးစားတော့အကုန်ပါသွားတယ်လို့၎င်းကဆက်ပြောပါတယ်။ဒါအပြင်ဘူတောင်မြို့နယ်မလီခမြို့ရဲ့မြင့်တက်မှုကြောင့်မူလာရှိဒီဂျိုဒရာနာထိရေရောက်နေပြီးအခြားနေရာတွေမှာလည်းရေလွှမ်းမှုမှုတွေရှိနေတယ်လို့သိရပါတယ်။အေယာရီမြစ်ထပ်ပိုင်းရှိမေခါနဲ့မလီခမြို့တွေဟာမြင့်တခုပေါင်းစုံပြီးအေယာရီမြစ်ထဲကိုစီးဝင်လာကြောင်းမြကြီးနားမြို့အပောင်းဝင်မြို့တွေမြည်ရတက်မှုအန္တရာယ်ကိုသတိပြုဖို့လိုအပ်တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံဟာအမေရိကန်နိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။အလွန်ဆုံးွားတဲ့အခြေအနေကနေတရုတ်နိုင်ငံကိုကဲ့တင်ဖို့တရုတ်နိုင်ငံနဲ့မြန်ဆန်တဲ့သဘောတူညီချက်တရက်ကျွန်တော်ပြုလုပ်ခဲ့ပါတယ်။ဒီသဘောတူညီချက်ကြောင့်အရာရာဟာမြန်ဆန်စွာတည်ငြိမ်ခဲ့ပြီးတရုတ်နိုင်ငံရဲ့စီးပွားရေးဟာငခုအခြေအနေပြန်ရောက်ခဲ့ပါတယ်လို့၎င်းကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။တိတ်တွန့်အားသင့်စရာမရှိပါဘူး။တရုတ်နိုင်ငံက အမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုအလုံးစုံချိုးဖောက်ခဲ့ပါတယ်လို့၎င်းကဆိုပါတယ်တရုတ်နိုင်ငံကကုန်သွယ်ရေးသဘောတူညီချက်ကိုဘလို့ချိုးဖောက်ခဲ့တယ်ဆိုတာဒေါ်နယ်ထရန့်ကအသေးစိတ်မပြောပါဘူး။သတင်းတောက်တွေဟာနောက်ပိုင်းမှာဒေါ်နယ်ထရန့်ကိုသူ့ရဲ့လူမှုကွန်ရက်ရေးသားချက်နဲ့ပတ်သက်လို့အင်ဗျူရောမှာမေးမြန်းခဲ့ပါတယ်။တရုတ်နိုင်ငံကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောဆိုခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်နဲ့စကားပြောဆိုဖို့ယုံကြည်မှုရှိတယ်လို့ပြောပါတယ်။ တရုတ်နဲ့ကုန်သွယ်ဆွေးနွေးမှုတွေရပ်တန့်နေတယ်လို့ဗန်နားယီဝင်ကြီး Scott Batson က Fox News Channel ကိုပြောကြားပြီးနောက် Donald Trump ကအခုလိုမှတ်ချက်ပြုခဲ့တာပါထက်တိုးစီးချက်ခွန်ကို135ရာခိုင်နှုန်းဖြတ်တောက်ဖို့ American နဲ့တရုတ်ဟာဒီလအတွင်းသဘောတူခဲ့ကြပါတယ်လက်ရှိမြန်မာအရေးမှာတာရှည်ခံတဲ့အဖြေတစ်ခုရှာဖို့ကြိုးပမ်းမှုအနေနဲ့ကွာလာလမ်ပူမြို့တော်မှာတွေ့ဆုံဆွေးနွေးကြဖို့မြန်မာပြည်ပခမှာပါတဲ့အဖွဲ့အစည်းတွေကို မလေးရှားနိုင်ငံကဖိတ်ကြားခဲ့တယ်လို့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်တွေ့ဆုံဆွေးနွေးဖို့ဖိတ်ကြားချက်ကိုပြီးခဲ့တဲ့လအတွင်းမြန်မာပြည်ပခမှာပါတဲ့အဖွဲ့အစည်းတွေစီပေးပို့ခဲ့တာလို့၎င်းကဆိုပါရယ်ထီတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်နိုင်ရေးအဖွဲ့တွေတာဝန်ရှိသူတွေနဲ့စစ်ဘက်အရာရှိတွေဆေးလွတ်ကြဖို့အာဆီယံခေါင်းဆောင်တွေကိုကျွန်တော်တိုက်တွန်းပါတယ်လို့စင်ကာပူမှာကျင်းပတဲ့ရှန်ဂီလာဆွေးနွေးပွဲမှာအထူးမိန့်ခွန်းပြောကြားပြီးအမေးဖြေကဏ္ဍမှာသူကပြောပါတယ် မြန်မာနိုင်ငံမှာရွေးကောက်ပွဲဖြစ်မြောက်နိုင်စွမ်းနဲ့ပတ်သက်လို့မေးမြန်းရာမှာချက်ချင်းဦးစားပေးလုပ်ငန်းမှာငြိမ်းချမ်းရေးတည်ငြိမ်မှုရရှိရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးရရေးဖြစ်တယ်လို့အန်ဝါအီဗရာဟင်ကဖြေကြားပါရယ်အပြစ်ခတ်ရစေရေးတက်တန်းတူဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးရေးလူသားအားလုံးကိုကာကွယ်ရေးကိစ္စအာဆီယံခေါင်းဆောင်တွေတွန်းအားပေးခဲ့တယ်လို့သူကထောက်ပြပါရယ်မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာတရားမျှတပြီးအားလုံးပါဝင်က ဘယ်ပါတီကိုမှချမ်းလက်မထားရင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကမပြီးပြည့်စုံလင့်ကစားကျွန်တော်တို့လက်သင့်ခံမှုအစဉ်အသင့်မှာပဲလို့၎င်းကဆက်ပြောပါရစ်အခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလထက်နောက်မကျပဲအထွေထွေရွေးကောက်ပွဲတည်းရဲ့ကျင်းပသွားမယ်လို့မြန်မာစစ်ကောင်စီကမက်ချ်လာတွင်ကြေညာခဲ့ပါရစ်